မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အမှတ်32ရဲတပ်ရင်းအနီးမှာစစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့ကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လနောက်ဆုံးဘက်ကစပြီးတော့နှစ်ဖက်တိုက်ပွဲတွေငြိမ်သက်ရာကနေ အခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်းများထိုးလာတဲ့အတော့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ရွှေတန်းသတင်းရေးမြစ်ကပြောပါတယ်။လက်နက်ကြီးလက်နက်ငယ်တွေပြစ်ခတ်တန်းတွေပြန်ပြီးကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်ကခဏပြန်ငြိမ်သွားတယ်။အခုပြန်ပြီးတော့စဖြစ်နေပြီအဓိကကတော့အမှတ်32ရဲတပ်ရင်တစ်ပုတ်တောင်တဝိုက်နဲ့လက်ခမောဘတ်တွေမှာဖြစ်နေကြတာလို့ပြောပြထားပါတယ်ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြအဆုံးအများပြားနဲ့အထိနာလေးရရှိတယ်လို့နောက်ထပ်သတင်းအရေးမြေတအူးကပြောပါတယ် တက်တော်ဘက်ကထိခိုက်တာလည်းရှိပါတယ်စစ်ကောင်စီဘက်ကတော့အကြအဆုံးများတယ်လို့သိရတယ်ဒဏ်ရာရတဲ့သူတွေတဲကတချို့အရာရှိတွေကိုစစ်တွေကစစ်ဆေးရုံကိုပို့နေတယ်လို့သိရတယ်စစ်ခွေးတက်ရဲ့စစ်ကြောင်းတွေထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်ကြတာပါအေအေကနေရာအလုံးကိုဝိုင်းထားတော့စစ်ကောင်စီတက်တွေကထိုးစစ်ဆင်တဲ့သဘောပါလို့ပြောပြထားပါတယ်အရခတ်တက်တော် AA ဟာလက်ခမော်တက်စခန်းမင်းတက်တောင်းတက်စခန်းနဲ့နှမ်းဖဲတောင်းတက်စခန်းတို့ကိုတင်ပိုက်ပြီးတဲ့နောက်အမှတ်32ရဲတပ်ရင်းကိုဝိုင်းရံပိတ်ဆို့ထားတယ်လို့သိရပါဗျ စစ်ခွေးတွေဘက်ကလည်းကြောက်ဖြူညောင်တွေရေးတတ်နဲ့တက်ရင်များအားစစ်ရင်အားလက်နက်အင်အားတွေပုံမှုဖြစ်တင်းကဆုံးရှုံးထားတဲ့တပ်စခန်းများကိုပြန်လည်ရရှိရန်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်အေးအသိမ့်ပိုက်ထားတဲ့လက်ခမောတပ်စခန်းကိုကြောက်ဖြူပြင်လဲပြင်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်သင်းမောင်းများကနေစဉ်လက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့ဒရုန်းများနဲ့လည်းတိုက်ခိုက်မှုရှိတယ်လို့သိရပါတယ်။ကြောက်ဖြူမှာဒညဝရီရေးတဲ့ဌာနချုပ်ခြေလင်းတိုင်ရင်ခလိုက်ရ34ခြေမြန်တိုင်ရင်ခမရ94နဲ့94အမှတ်30နဲ့ရေးတဲ့ရင်တောင်မော်ကြီးရေးတဲ့စခန်း အုံးကျွန်ရေးတဲ့ဌာနခွဲတို့ရှိတယ်လို့သိရပါဗျ။စစ်တွေမျိုးပတ်မှာလဲအာရခတက်တော်အေအေထိန်းချုပ်ထားတဲ့ဒေတာများအောင်စစ်တွေမျိုးမှာရှိတဲ့စစ်ကောင်စီရဲ့တိုင်ရင်များကလက်နက်ကြီးများနဲ့နေတိုင်းလိုလိုပစ်ခတ်မှုပြုလုပ်နေတယ်လို့သတင်းရင်းမြစ်များထံကသိရပါဗျ။စက်တမလ18ရက်နေ့မှာစစ်တွေမျိုးပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီရဲ့အင်းမောင်းများကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပေါတော်မျိုးနဲ့မင်းတဲကြီးွာကအသက်30အရွယ်အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စကမ်းတိုင်းတိုက်ပွဲသတင်းကတော့စကိုင်းတာဗန်းမောက်မျိုးတိုင်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်း6ခုကို PDF တွေကသိမ်းပတ်ရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့ကစတင်ပြီးတော့ဗန်းမောင်မြို့မှာရှိတဲ့စစ်တပ်စခန်းများကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်နေပြီးလက်ရှိချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကစစ်တပ်ရဲ့ကာကင်းစခန်း6ခုကိုသိမ်းပတ်ရရှိထားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဗန်းမောင်မြို့ကာကင်းစခန်းများကိုဗျူဟာမှုရန်ထွန်းဦးဆောင်တဲ့ SNA တပ်မဟာ6.4ကအင်အား400ခန်းကတပ်ဆွဲထားခြင်းဖြစ်ပြီးတော့ PDF တပ်ဖွဲ့ကမြေသေးချင်းရွာကာကင်းကုန်း1 မြေသေးချင်းရွာကာကင်းကုန်းနဲ့တာဝါတိုင်းကုန်း AGBD ကျွဲကောကုန်းစက်တော်ကုန်းစတဲ့ကာကင်းစခန်း6ခုကိုစက်တဘာလ15ရက်နေ့မှာတင်းယူနိုင်ခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲတွေကဆက်လက်ပြီးတော့ပြင်းထန်နေတော့မှာပဲဗမ်းမောင်မျိုးနာကစစ်ခွေးနဲ့ SNA တွေပူးပေါင်းပြီးတော့အင်အား400လောက်နဲ့တပ်ဆွဲထားတဲ့ကာကင်းစခန်း6ခုကိုတော့သိမ်းပိုင်နိုင်ခဲ့ပြီးစစ်ခွေးတွေဘက်ကအသေးများပါတယ်ကာကင်းကကောင်းရီမြို့ပေါ်အထိကိုဆုတ်ခွာထွက်ပြေးသွားပြီလို့ PDF စစ်ရေးသတင်းရေးမြစ်ကပြောပါတယ်အဲ့ဒီဗမ်းမောင်မျိုးတင်းတိုက်ပွဲကိုအမတ်တစ်စစ်တွေသာကတားခရိုင်ကိုကေးရဲမှုဦးဆောင်မှုနဲ့ကတားခရိုင်တိုက်ရင်း145 အမတ်တေစစ်ဒေသစစ်ကြောင်းအထူးလှူရှားတိုက်ရဲများကတားခိုင်ပကဖာလှူရှားအဖွဲ့ကတားခိုင်လက်နက်ကြီးအဖွဲ့ဗန်းမောင်မြို့နယ်ပကဖာတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းမစစ်တပ်ကလည်းဗန်းမောင်ဟုံးမလဲလမ်းပိုင်းကိုပိတ်ဆို့ထားပြီးတော့မြို့ပေါ်မှာနေထိုင်တဲ့ထောင်ထဲချီတဲ့ပြည်သူများကိုစစ်ဘေးတင်းရှောင်ခွင့်မပေးဘဲလူသားတိုင်းပြုလုပ်ထားတယ်လို့သိရပါဗျ။လက်တလုံးမှာစစ်တပ်ကဗန်းမောင်မြို့ပတ်ဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေတယ်လို့တော်လိုင်းရေးသတင်းမြင့်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မအူဂိတ်စစ်တပ်အထိုင်းစခန်းကနေပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အမျိုးသမီးတအုပ်တေဆုံးပြီး၄ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ18ရက်နေ့ညနေ9:00ခွဲအချိန်ကမုံရွာမြို့နယ်မအူဂိတ်မှာအထိုင်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဂါးတွင်ကြီးရွာအတွင်းကိုလက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်တိုက်ခတ်ခဲ့ရာပြည်သူအမျိုးသမီး၄ဦးအမျိုးသားတအုပ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုဒဏ်ရာရရှိသူများတွေက ဒီကနေ့စက်တဘာလ18ရက်နေ့မှာအမျိုးသမီးတအုပ်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။နေအိမ်နေတော့ထိခိုက်တာမျိုးမရှိပါဘူး။တိတ်ဆုံးသွားတဲ့အမျိုးသမီးကဖျားပန်းသွားဝယ်ပုံရတယ်။သူကအများဆုံးထိခိုက်တယ်ရရှိသွားတာ။သူလာရလမ်းမှာဖြစ်သွားတာဆိုတော့ပြည်သူတွေအနေနဲ့ကတော့အေးချမ်းစွာဖျားပန်းဝယ်ကုသိုလ်လုပ်နေတဲ့အချိန်မှာတောင်မှစစ်ကောင်စီကတိုက်ရင်တေရတာပဲလို့မုံရမြို့နယ်တရေမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။အလားတူပဲစက်တဘာလ15ရက်နေ့ည10:30မိနစ်အချိန်ကလည်းရင်းမာပင်မြို့နယ်အောင်စီရဂုံးမှာတက်ဆွဲထားတဲ့စစ်တပ်က ညောင်မင်းဆောက်ကြီးွာအတွင်းကိုဟောဝဇလက်နဲ့ကြီးနဲ့ခွနဲ့ချိန်ပြစ်ခတ်တိုက်ခိုက်ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကားတစီးပျက်စီးသွားတယ်လို့သိရပါတယ်။အချမ်းမစစ်တပ်ကပြည်သူလူထုကိုပြစ်မှတ်ထားကလေချောင်းလက်နဲ့ကြီးများနဲ့ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့်မိဘပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက်အချမ်းမစစ်ကောင်စီကိုအမြန်ဆုံးရှင်းထုတ်နိုင်ရေးပြည်သူအလုံးကပူးပေါင်းပါဝင်ပေးကြပါရနဲ့ဝိုင်းဝန်းပြီးတော့စ조사တွန်းလှန်ပေးကြပါရန်မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်အနောက်ခြမ်းကြောက်ခွတ်မော်နယ်ဝဲတူးမော်အနီးကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဆက်တပ်လေထီးနဲ့လေချောင်းကနေတိုက်ခိုက်ခဲ့တဲ့အတော့အမျိုးသမီးတအုပ်တေဆုံးကပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တဘာလ18ရက်နေ့မနက်7:23မိနစ်အချိန်နဲ့မနက်7:31မိနစ်အချိန်တို့မှာပခုတ်ကူတပ်မတရားတက်ကနေပါရာမော်တာနှက်စင်းနဲ့မြန်မြို့နယ်အနောက်ခြမ်းကြောက်ခွက်မော်နဲ့ဝဲတူမော်အနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စက်တက်၄ထီးနဲ့၄ချောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အကြမ်းမှာစက်တက်ရဲ့၄ချောင်းတိုက်ခိုက်မှုအတွင်းမော်အတွင်းမှာအလုလုကိုင်းနေတဲ့ထနောင်းကုန်းရွာမှာနေထိုင်တဲ့အမျိုးသမီးတအူးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူ၃ရဲ့ခြေရွာများကို အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။တေဆုံးသွားတဲ့အမျိုးသမီးကတော့အသက်အရွယ်ကတော့မသိရသေးဘူး။ထဏောင်းကုန်းဇာတိလို့ပြောပါတယ်။ရေနံခတ်တဲ့မိန်းကလေးပါ။ထိခိုက်ဒဏ်ရာရသွားတဲ့ပြည်သူတုံးကတော့ဘယ်ချေးရွာကလဲဆိုတာမမေးလိုက်မိဘူး။စိတ်ခွေးတွေကအကြောင်းမဲ့တက်တက်ကိုလာပြီးတော့ဘုံတွေကျင်းနေတာ။ဒီနေ့နဲ့ဆိုရင်နှစ်ရက်ဆက်တိုက်ရှိနေပြီ။ကြောက်ခွတ်မော်ဝဲတူးမော်နဲ့မနေ့ကဆိုရင်စူးဝင်းရဲ့အရှိမြောက်ဘက်ရဲကိုအကြောင်းမဲ့တက်တက်လေးချောင်းတက်ခိုက်မှုပြုလုပ်သွားတာပါလို့ဒေသခံပြည်သူတို့ကအတေပြုတ်ပြောကြားထားပါရဲ့။ လက်တလောစစ်တပ်ကမြန်မြွနယ်အတွင်းကိုမကြာခဏဆိုသလိုကင်းထောက်လေယာဉ်များပြန်ဝဲခြင်း drone များနဲ့ကင်းထောက်ခြင်းများဇက်တိုက်လှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မြေပြင်မှာလည်းစစ်ကြောင်းထုတ်မှုများကိုစစ်ခွေးတွေကဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ စစ်ဘေးရှောင်တာကတော့လေရင်တွေကင်းထောက်ရင်အကုန်တော်တဲ့ကိုခဏရှောင်နေရတာပါပဲအရင်ကလေချောင်းတိုက်ခိုက်မှာကိုစိုးရင်ရတာပါလေချောင်းတိုက်ခိုက်မှုကလည်းရွာတွေနဲ့လူအုံနဲ့နေရာတွေဆိုရင်ကျဲချတာဆိုတော့ပြည်သူတွေကလေရင်ကင်းထောက်တာနဲ့ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြန်မျိုးနယ်ကစစ်ဘေးတိမ်းရှောင်သူကုညီရေးတက်ကြွလှုပ်ရှားသူလူငယ်ခေါင်းဆောင်တအုပ်ကရှင်းပြထားပါတယ်အချမ်းပါစစ်ခွေးတက်ကလာမယ့်ဒီဇင်ဘာလမှာပြုတ်လုံမဲ့ရွေးကောက်ပွဲမှာမြန်မြို့နယ်ကိုရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တစ်ခုအဖြစ်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝင်မြို့နယ်ဗကာကြီးကျေးရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကစစ်မှုထမ်းတင်နန်းစင်တပ်သားတဦးဟာလက်နက်ခဲအနေနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့စစ်မှုထမ်းတင်နန်းအပတ်စဉ်16ဇင်တပ်သားရဲသိန်းနိုင်ဟာစက်တင်ဘာလ23ရက်နေ့မှာစစ်ကောင်စီတပ်လက်အောက်ကနေထွက်ပြေးခဲ့ပြီးတော့ DNL တပ်ဖွဲ့ထမ်းမှာအလင်းဝင်လာတယ်လို့သိရပါတယ်အဲ့ဒီစစ်မှုထမ်းတင်နန်းစင်တပ်သားရဲသိန်းနိုင်ဟာခမရ၄၆မှာတာဝန်ချခံထားရသူဖြစ်ပြီးတော့အလင်းဝင်လာတဲ့အချိန်မှာ၎င်းနဲ့အတူ ဦး MA1 အမျိုးအစားတက်တဲ့တလားဂျီပေါက်၄ခုဂျီ180တောင်းတို့ကိုယူဆောင်လာတယ်လို့ DNL ကဖော်ပြထားပါတယ်။ဒါကြောင့်တပ်သားရဲသိန်းနိုင်ကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတက်တော့ DNL က ငွေကျပ်350ဂုံပြုတ်ငွေပေးအပ်ချင်းမြင့်ခဲ့တဲ့အပြင်၎င်းသွားရောက်လို့တဲ့လွမြောက်နယ်မြေတနေရာကိုပို့ဆောင်ပေးလိုက်တယ်လို့သိရပါဗျ။အခုအလင်းဝင်လာတာကတော့ဒဝေမျိုးကနေဘဂါကြီးရွာနယ်မြေရှင်းလင်းရေးစစ်ကြောင်းကနေထွက်ပြေးလာတာပါ။ရဲတရအပါဝင်အခုဆိုရင်၄ရောက်တောင်ရှိပြီလို့ DNL တာဝန်ရှိသူကပြောပြထားပါဗျ။ DNL တပ်ဖွဲ့ထံကိုတပ်သားရဲသိန်းနိုင်အပါအဝင်၄ဦးဟာ၃ဦးက လက်နေနဲ့တကွအလင်းဝင်လာတယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ခွေးတပ်ဟာဒဝဲမြို့နယ်အပါအဝင်ဒဝဲခရိုင်နယ်ကမြို့နယ်တွေမှာမြေပြင်ကနေစစ်ကြောင်းထိုးတာတွေလှုပ်ဆောင်နေတယ်လို့မနေ့ကစက်တဘာလ18ရက်နေ့ကဆိုရင်လေလေးကြောင်းကနေပြီးတော့ဘုံတွေပတ်ကျဲတာတွေကိုလှုပ်ဆောင်ခဲ့တာကြောင့်ပြည်သူနှောက်ဦးတေဆုံးပြီး၃ဦးထက်မနေ့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောမရှင်တပ်ပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုထမ်းတပ်သားတဲ့၄ယောက်ဟာမင်းမှုခရိုင်အမှတ်6တိုင်ရင်ထံကိုအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အတင်းအဓမ္မဖမ်းဆီးခံရကစစ်တပ်နဲ့တိုက်ခေါက်ခဲ့ရပြီးတော့မကွေးတိုင်းငဖဲမြို့နယ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစ14ကိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတဲ့၄ယောက်ဟာစက်တင်ဘာလ၄ရက်နေ့မှာအလင်းဝင်လာတယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့သူတွေကိုလူဂုံတိတ်ခါနဲ့အညီထိမ့်သိမ်းထားကြောင်းကိုလည်းအသိပေးထားပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကော်မရှင်တပ်ကိုစွန့်ခွာကပြည်သူထမ်းကိုအလင်းဝင်ရောက်လို့တဲ့စစ်သားတွေအနေနဲ့လည်းတိုက်ရင်ကိုလာရောက်ဆက်သွယ်နိုင်ပြီးတော့မိသားစုနဲ့ပြန်လည်တွေ့ဆုံနိုင်မှုကူညီပေးသွားမှာဖြစ်တယ်လို့မင်းမူခရိုင်အမှတ်6တိုက်ရင်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါ တယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆန္ဒရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ